င်္ဂလိပ်ကမှရှက်ကွင်းနေတဲ့ Miss Grand International ကိုသွားပြိုင်ဖို့အားကျွမ်းတဲ့ကြိုးစားနေတဲ့ MGM National Director Maran Sino ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Sally Space 8ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Professional မဆန်သလိုတရားမျှတမှုလည်းမရှိတဲ့လောက်ရတဲ့ကြောင့်အမျိုးမျိုးသောဝေဖန်ပြစ်တင်သက်တွေညံ့နေခဲ့တဲ့ Miss Grand International ပြိုင်ပွဲကြီးရတော့ အလားမယ့်ပြန်ပွဲတွေအများကြီးထဲမှာရှက်တခွဲဖြစ်သွားကြရတာပါအထူးသဖြင့်ပိုင်ရှင်ဖြစ်သူနဝက်ရဲ့လူကြီးလူကောင်းမဆန်မှုတွေဆိုရှယ်မီဒီယာမှာလူမိုက်ဆန်ဆန်စီရိုက်ဆန်ဆန်ပြောကြားမှုတွေနဲ့ခရောင်းရှောင်းဝယ်ကိစ္စတွေကြောင့်လည်းနမည်ဆိုးတွေနဲ့တရင်ကြည့်ကြတာပါမနေ့က MGI 2024မှာနိုင်ငံတကာပရိသတ်တတော်များကအလားမယ့်တဲစုငင်းရဲ့ခရောင်းပြဲအမှုပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာပါဒါပေမဲ့လည်း MGI 2024ရဲ့ခရောင်းပန်ရှင်ရေချေကတရဖူပြန်အပ်ပြီးတော့ နော်ဝဲနဲ့သူရဲ့ organization အကြောင်းလေးကိုဖော်ထုတ်သွားခဲ့တာပါ။ ဲ့ဒီအချိန်ထိပြဿနာမရှိသေးပေမယ့် network က reach ကို boring shaming လုပ်ပြီးတော့ online မှာ postal ပတ်ဆက်ပြောင်းလာချိန်မှာတော့နိုင်ငံတကာလှမယ်တွေရဲ့ပရိသတ်တရား MGI ရဲ့စိုးဝါတဲ့လုပ်ရက်တွေဖြစ်ရှုမြင်လာကြတာပါမနေ့ကပြောခံခဲ့ရတဲ့သဲစုငိကိုပါတောင်းပန်မှုတွေဝင်ရမှုတွေရှိလာခဲ့တာဖြစ်ပါတယ်အိန္ဒိယလှမယ် reach ခရောင်းပြဲ MP တိတ်မကြခင်မှာပဲ force runner အပြင်သင်းလှမယ်ကပါသူမရဲ့တရဖူကိုပြန်ခဲ့တာပါဒီလိုမျိုးနိုင်ငံတကာရဲ့ဝေဖန်ပြစ်တင်မှုတွေမျိုးစုံခံရပြီးပုံရိပ်စိုးတွေဖြစ်လာချိန်မှာ network ရဲ့ MGI ကိုဦး ထိတ်ပန်ဆင်ပြီးပပသဘောကြဖို့အားထုတ်နေကြသူတွေလည်းရှိပါသေးတယ်။ သူကတော့လက်ရှိ Miss Grand မြန်မာရဲ့ National Director ဖြစ်သူ Moran Sai တော့ပါနော်။မနစ်ကဖြစ်ခဲ့တဲ့အလှမေတဲဆူငင်းရဲ့ဖြစ်ရကြောင်း MGI ကိုအမပြေတော့ဘူးလို့ပြည်သက်တွေဆိုခဲ့ချိန်မှာ license ကိုမရရအောင်ဝယ်ပြီးတော့ National Director လုပ်နေတာကြောင့်ပြည်သက်ရဲ့လှံပြောင်မှုတွေကိုခန်းနေရတာပါ။အရင်နေ့နဲ့မတူဘဲနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားလှုပ်ဆောင်သွားမယ်လို့ Moran Sai တော့ကဆိုခဲ့ပါရင်လက်ရှိချိန်ထိလည်း MGI မှာလာရောက်ရှင်ပြိုင်ကြဖို့နဲ့ပြည်သက်တွေအားပေးကြဖို့နှီးမျိုးစုံတုံးပြီးတော့ဆွဲဆောင်နေရတာပါ။ဇွန်လ9ရက်နေ့မှာတော့ Miss Grand မြန်မာ2020 958 press conference ကိုရန်ကုန်မြို့မှာကျင်းပခဲ့ပြီးတော့မြို့ကြီးတီတီက Miss Grand မြန်မာအတွက်ပါဝင်ရှင်ပြိုင်ကြမယ့်လှမယ်တွေကိုပွဲထုတ်လာခဲ့တာပါ Miss Grand ဘိုင်းမြို့ညာမြို့ဆိုပြီးတော့ပွဲထွက်လာခဲ့တဲ့လှမယ်တွေကို City Director ဆိုတဲ့သူကပဲချိန်မှာရှင်ပြိုင်ခိုင်းပြီးတော့ဘလို့ရွေးခဲ့တယ်ဆိုတာကိုဘယ်သူမှမသိကြပဲခုပွဲကြမှာတွေ့မြင်ကြရတာပါမီဒီယာတွေနဲ့တွေ့ဆုံမိမြတ်မှုမှာတော့ Moran Sign တို့ဟာသူ့အနေနဲ့ပြန်ပွဲအတွက်တေချာအယုံဆိုင်ပြင်ဆင်နေပြီးမြမကိုစားပြုလှမယ်ကိုတည်တည်ချာချာစစ်စစ်ရွေးချယ်သွားမယ်လို့ဆိုပါတယ်လှမယ်တွေရဲ့အားသာ ြင်းအခြေချင်းတွေကိုတိတ်ချမြင့်တင်ပေးပြီးပြည်ပေါ်ရေးချေစေပဲလို့ပြောသွားခဲ့ပါတယ်။ Miss Grand မြန်မာဖြစ်လာမယ်။အလားမေကိုလေမြန်မာနိုင်ငံကနေထွက်ခွာပြီးတွားရောက်ရှင်ပြိုင်ချင်းကနေပြန်လာတဲ့အထိပြည်ပွဲပေါ်မှာအပြည့်အဝအာရုံစိုက်နိုင်အောင်စီစဉ်ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။သူနေနဲ့ MCI ပိုင်ရှင်ဖြစ်တဲ့ Network Tech Organization ရုံဖွဲ့နဲ့သာထိထွေဆက်ဆံတာဖြစ်ကြောင်းပြောခဲ့တာပါ။ MCI လာမယ်ဟောင်းနေနေလေးအိမ်နဲ့လေ MCI ပြည်ပွဲတွေကတည်ရတာဖြစ်ပြီးတော့သူမကဂျူနီယာတွေပေါ်မှာအင်မတန်တာဝန်ကျေသူဖြစ်ပြီးတော့ရင်းချက်ကျင်းသူဖြစ်ကြောင်းဆိုခဲ့ပါသေးတယ်။ တယ်။ MGN 2025ရဲ့ Runway Coast ဆိုသူကလည်းအပုတ်နဲ့တလိုက်လိုက်နဲ့အားလုံးကလက်ညှိုးထိုးဝေဖန်နေကြတဲ့ Miss Square International ပြိုင်ပွဲရဲ့ဖြစ်ပျက်တွေဟာ Miss Square မြန်မာနဲ့မသက်ဆိုင်ကြောင်းမှတ်သားလောက်စရာစကားကြီးကိုဆိုခဲ့ပါသေးတယ်။မီဒီယာသီးသီးရဲ့ Interview Post တွေမှာ Reaction တွေမှာတော့ပရိသတ်တွေပေးတဲ့ Haha Reaction တွေကအများဆုံးဖြစ်နေကြတာပါ။ပရိသတ်ကြီးကလည်း Maran Sign တော်ရဲ့ Miss Square မြန်မာရွေးချယ်ပွဲပေါ်မိမိတို့ရဲ့မြင်လေးကိုပြောခဲ့ပေးပါအောင်ရှင်။ဗီဒီယိုလေးကိုစောင့်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။